ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ရွေးကောက်ပွဲရှုပ်ပြိုင်ခွင့်ရအမတ်လောင်စည်ရင်မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့အမည်ကိုမတွေ့ရပါဘူးကိုစလေလောင်းရီချင်းပြည့်ရွေးတဲ့အတွက်ဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲရှုပ်ပြိုင်ခွင့်မရဘူးလို့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကသတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်အမတ်လောင်စည်ရင်မှာပါသူ့နာမည်မပါလာတာဖြစ်ပါတယ် ဒီအကြောင်းနဲ့ပတ်သက်လို့ဒေါ်သက်သက်ခိုင်အပါဝင်ဖိတ်ပိုင်းကောင်းဆောင်တွေကို BBC ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးဒေါ်သက်သက်ခိုင်ဟာရန်ကုန်တိုင်းကနိုင်သူအုံယူအမှတ်နဲ့အမျိုးသားလွတ်တော်မဲဆန္ဒနယ်မှာဝင်ပြိုင်မယ်လို့ကနဦးကပြောထားပေမဲ့ရန်ကုန်တိုင်းရဲ့တခြားလွတ်တော်မဲဆန္ဒနယ်တွေမှာပါသူ့နာမည်ကိုမတွေ့ရတာဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကကနဦးကြီးညာတဲ့အမတ်လောင်စရင်မှာဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့အပြီးတက်ထုတ်ပြန်ချက်မှာပါမလာတော့တာဖြစ်ပါတယ်။ကျွန်မကိုလှောင်ထားတဲ့လူတွေလည်းရှိရပါဘောလေ။အဲဒီမှာဘာလဲဆို USDP နဲ့ PPP ဘာတူလဲဆိုဘောမာတာတူတယ်လို့ပြောတာဖြစ်ပါတယ်ရှင့်။အဲဆိုလို့ရှိရင်ကျွန်မကပေါ့နော်ဟိုဟိုအချုပ်ချာအာနာ ပိုင်တဲ့နိုင်ငံတိုင်းမှာတတ်မတော်ဆိုတာအချုပ်ချာအာဏာကိုစောင့်စောင့်စောင့်ထိန်တဲ့တတ်မတော်ဆိုတာရှိကုန်ရှိရပါတယ်ဆိုတတ်မတော်ကိုတတ်မတော်ကိုကျမတို့ကတတ်မတော်လို့အတိမပြူတာကိုပြီးလို့ရှိရင်ရက်ဖက်တက်ဖက်ဆက်ဆံရေးကိုကျမတို့အာလက်ခံတာပေါ့နော်အားပေးတာအတူတူပူးပေါင်းဆောင်ရွက်မယ်အတူတူလက်တွဲပြီးဆောင်ရွက်မယ်တိုင်းပြည်တိဆောက်တဲ့နေရာမှာ ့ဆိုလို့ရှိရင်အစိုးရနဲ့ပြည်သူနဲ့လက်တွဲပူးပေါင်းဆောင်ရွက်မယ်အစိုးရဆိုတဲ့အထက်မှာတက်မတော်လဲပါတယ်ရဲတပ်ဖွဲ့လဲပါတယ်ပေါ့နော်စသဖြင့်ဒီလိုတွေလဲပါတော့ဒီလိုပူးပေါင်းဆောင်ရွက်မှာပဲတိုင်းပြည်တစ်ခုကအောင်မြင်တာဖြစ်ပါတယ်ရှင့်အဲ့ဒါကိုပဲဘောမတယ်လို့ပြောတယ်ဆိုလဲဘောမတယ်ပေါ့နော်